ပြီးတော့ညာပါတော့အောင်ကြီးတင်နေတော့ညာပါတော့ဒီကဆောလာပါလားဒီကရိုက်ချင်တယ်ကိုနေရိုက်တော့သူမိလာကပြောတာနော်ဒီကရိုက်ချင်ပါနေရိုက်တော့သူဟုတ်တယ်ပြောတာဘာလို့ငွေရိုက်လို့ပေါ်တင်ရိုက်ဆိုင်လာလဲလက်သက်ရှိတဲ့ဂိုင်းပြီဘာလို့အဲ့လောက်ကြီးတောင်းကြတာတော့ကျမတို့တောင်းနေတာကျမတို့မရလက်သက်ခံတဲ့လူတယောက်မပါလာဘူး

ဲ့ဒီချက်နဲ့ချက်ကိုကြီးကြီးအပြည့်နော်ညီငယ်ညီမငယ်တွေကိုကျွန်တော်ကဒီနေရာကနေပြီးတော့လေးပြပါတယ်နော်စကမစစ်ကောင်မရှင်စစ်တပ်တာဖြတ်ကြည့်လိုက်အဲ့ဒီဝင်းထဲမှာရှိတဲ့မိသားစုနှစ်ယောက်လောက်ကတော့သေပြီးလောက်ပြီဟုတ်ပြီနော်မသေရင်တော့မှမပြစ်တတ်ရင်တော့မှသေချာတယ်အဲ့ဒီမှာရှိတဲ့ပြည်သူတယောက်မကြံကားပေါ်ရောက်နေလောက်ပြီအချုပ်ချိုင်ချမယ်ဒါမှမဟုတ်ပတ်စံနဲ့လောက်ရွေးခိုင်းရွေးခိုင်းမယ်ပေါ့နော်ကဲဒါဆိုရင်ရှင်းကြည့်လိုက်ကျွန်တော်တို့တော်လိုင်းရေးရဲပေါ်ညီကောင်မောင်တို့မတွေရဲ့ PDF တွေရဲ့ပြည်သူပေါ်ဆက်ဆံပုံနဲ့စကမစစ်ကော်မရှင်တပ်ရဲ့ဆက်ဆံပုံဘာတွေကွာခြားတယ်လဲခိုင်းတော့စစ်ကော်မရှင်စစ်တပ်မှာ အောက်မှာနေတဲ့ပြည်သူဟာစစ်တပ်ကိုစကားလုံးတစ်လုံးတော့ပြန်မပြောရဲဘူးဆက်ဖက်နဲ့အောက်မှာပြားမြောင်ဝတ်နေရတယ်ဘွာတော့ဤလို ANB မှာဒီ PDF တွေကိုကက်ကက်လန်အောင်ရှမ်းတွေ့ပြီးလက်မျိုးကြီးထိုးထိုးနဲ့နော်ဟိုအဲ့အောင်ကြည်ချမ်းအဖြစ်ဘာသွားတတိယလဲဆိုဒီ main online စစ်သားတွေကိုသွားတတိယတာပေါ့နော်တိုက်အိမ်နဲ့မဟုတ်ဘူးကွာရှင်းရှင်းလေးပဲစဉ်းစားကြည့်သူ့တိုက်အိမ်နဲ့အဲ့လိုလောက်တယ်ဆိုတော့ PDF တွေအမှကိုကအကုန်လုံးလေနော်တန်တဲ့အိမ်နဲ့နာခံတဲ့သူ့တိုက်အိမ်နဲ့ခေါင်းထောင်နဲ့ဘာပေါ်လဲနော်တလန်လားတရှိုးလားနော်ဟိုဘောမလားစဉ်းစားတာကြည့်ကက်ကက်လန်နော် main online စစ်သားဆိုအဲ့အိမ်သွားပြီဒီလောက်ပဲပြောမယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စင်ကူးမြို့နယ်လက်ပံလှရွာမှာဖြစ်ပွားခဲ့တဲ့ PDF နဲ့ Starlink သုံးဆွဲသူတို့အခြေတင်စကားများသည့်ရုပ်တံဖိုင်နဲ့ပတ်သက်ပြီးကိုမောင်မောင်ပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။မန္တလေး PDF နဲ့လက်ပံလှကမိသားစုတစုရဲ့အော်တိုဘာလာ၁၂ရက်နေ့မနက်ပိုင်းမှာ live mall ဟိုးလေးတချို့ချို့ပြန့်နှံ့သွားတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့စိတ်မကောင်းလို့ကျွန်တော်ကဝေဖန်ကြံပြူမှာဖြစ်ပါတယ်။ခက်မြန်မြန်လေးတွားရအောင်တူချုံပြီးတော့ ဒေါ်လာရေးမှာဘာမှမဟုတ်တဲ့အကြောင်းအရာလေးနဲ့အနောက်ရှက်ဖြစ်မှာဆိုလို့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးပြီဖြစ်ပါတယ်ဗီဒီယိုဖိုင်ဆက်မှာကျွန်တော်တို့ဗီဒီယိုရဲ့ညီမငယ်လေးတယောက်ကနေပြီးတော့စတားလိုင်းကိစ္စကိုစတင်ပြောပါတယ်ပြောတော့တစ်ခါမှရှိတဲ့အန်ဒီကြီးတယောက်နဲ့အမတယောက်ကပြန်လက်ချေပါပါတယ်အဲတစ်ဖက်နဲ့တစ်ဖက်ပြောဆိုကြရင်းနဲ့အန်ဒီကြီးတယောက်နဲ့အမတယောက်ရဲ့စကားလုံးထိုးစစ်ကိုဟိုဘက်က20ကျော်20ပတ်လေဝန်းကျင်လေးလူငယ်တွေဖြစ်တဲ့အတွက်လူကြီးတယောက်ရဲ့စကားလုံးထိုးစစ်ကို မခံနိုင်တဲ့အဆုံးဒေါသအတန်တွေပါလာတယ်။နော်လေတံတွေလည်းလည်းပြီးတော့မာလာလေတံမာလာတယ်နောက်ပြီးတော့ဆွေးတရားလေးဖြစ်သွားတယ်။ဒါကကျွန်တော်တို့ညီငယ်ညီမငယ်တွေရဲ့အားနည်းချက်နောက်ပြီးတော့ပြည်သူဆက်ဆံရေးဆိုရင်လေပြည်သူကိုနားလည်သဘောပေါက်အောင်ရေးလေအောင်ရှင်းပြတဲ့နဲ့စကားပြောစွာရေးလိုအပ်ချက်အားနည်းချက်ပေါ့နော်အဲ့ဒါလေးတွေတော့မြင်မိပါတယ်ကျွန်တော်ညီငယ်ညီမငယ်တွေဒါလေးလေ့လာဖို့လိုအပ်ပါတယ်နော်ထားအရေးကြီးတဲ့အကြောင်းအရာတွေ့ရအောင်အရေးကြီးတဲ့နော်မသိတဲ့ပြည်သူတွေသိအောင်လို့ကျွန်တော်ကပြောပြမယ် အရေးကြီးတဲ့ချက်နှစ်ချက်ပါတယ်အဲ့ဒီထဲမှာလက်လက်ကင်တဲ့ရဲဘော်စစ်သားဟာပြည်သူလူထုချားမှာတဏ္ဍမောင်းမဆွဲရဘူးအပြစ်မဲ့တဲ့ပြည်သူကိုတဏ္ဍနဲ့ချိန်ပြီးတော့မချင်းချောက်ရဘူးဟုတ်ပြီနော်အဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်လိုက်ကျွန်တော်တို့ရဲ့ပြည်ရဲ့ရဲဘော်ညီကိုညီမငယ်တွေဟာနောက်မှာရှိတယ်နော်တဏ္ဍကိုစီနဲ့ရက်နေတဲ့ရဲဘော်တွေရှိတယ်အဲ့ဒီမိသားစုကိုတဏ္ဍမောင်းဆွဲပြီးတော့လဲမပြုတ်လို့ဘူး တနက်ပြောင်းသွားတဲ့အချိန်ပြီးတော့လေမချင်းချောင်ဘူးအဲ့ဒီချက်နဲ့ချက်ကိုကြီးချင်းအပြည့်ကျွန်တော်ညီငယ်ညီမငယ်တွေကိုကျွန်တော်ကဒီနေရာကနေပြီးတော့လေးပြပါတယ်နော်အဲ့တော့ပြည်သူဘက်ကိုကြည့်ရအောင်ပြောဆိုလို့ရတဲ့ဒေါ်လာရေးအဖွဲ့အစည်းမှုပြောတာလားပြောတဲ့စကားလုံး၄တန်ကိုလည်းနားထောင်ကြည့်ပါအန်ဒီကြီးကပူပြီးတော့ဆိုးပါတယ်ဘဝတွေအသက်တွေရင်းပြီးတော့ဘဝတွေအသက်တွေပေးပြီးတော့တော်လိုင်းရေးလုံနေတဲ့ညီငယ်ညီမငယ်လူငယ်တွေရဲ့ ရင်ထဲကိုရောက်အောင်ပြောဆိုတဲ့သကလုံးတန်ကအမလေးကြည်ကြပါအောင်လက်နဲ့ကင်ပြီးတော့ပြည်သူကိုနိုင်ကျင့်နေတယ်ကြီးနိုင်ငံရေးလုပ်နေတယ်ငါတို့ပေါ်အကျန်းဖတ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့လေဘူးတိုက်ပြီးတော့ပွဲစုအောင်လုပ်တယ်တမင်တကာမင်းရည်ရွယ်ပြီးလုပ်တလားတော့မှထင်ရတယ်ဒါဟာလူကြီးလူကောင်းပြောရမယ့်စကားလုံးမဟုတ်ဘူးအဲ့ဒါကပြည်သူတွေရဲ့အာဏာချက်ပဲကောင်းမှုစွာဟိုဘက်ကတစ်ဖက်မှာရှိတဲ့ရဲဘော်တွေကကိုယ့်ရဲ့ကြီးရွယ်သားရွယ်နားလေအောင် ြောပြလို့ရတယ်ငါသားတို့ရေအမေတို့ကမသိဘူးမသိလို့အခုလို့မှားတော့တာပါနောက်မဖြစ်အောင်အမေတို့လက်ဆင်ကျင်ပြီးနေမယ်ငါသားတို့ထုတ်ပြန်တဲ့စီကံကိုလည်းလိုက်နာမယ်အခုငါသားတို့ကတောင်းဝင်ရလားဆိုရင်လည်းအဲလောက်ချာရှိရလောက်ပါအမေတို့လည်းနောက်နောက်ဆင်ကျင်ပြီးတော့နေပါမယ်ဆိုပြီးတော့လူငယ်တွေကြည်နက်အောင်နားလေသဘောပေါက်အောင်လူကြီးတယောက်နေနဲ့ရှင်းပြနိုင်နဲ့အရေးချင်းမရှိတာကပူဆူတယ်ဟိုကလူငယ်တွေဟုတ်ပြီနော်အဲ့တော့အဲ့ဒီဗီဒီယိုဖိုင်တစ်ခုကိုကြည့်ချင်းအဖြစ် ောင်းတဲ့အရာတစ်ခုတော့ပေါ်လာတယ်။ဘာလဲဆိုရင်တို့လက်လက်ကင်တော်လာနေတဲ့တော်လာရဲဘော်တွေကိုပြည်သူတွေဟာမှားနေရင်မှားတဲ့ကြောင်းဝေဖန်ထောက်ပြရဲကြတယ်။ပြောဆိုရဲကြတယ်။ပြောဆိုခွင့်လည်းရှိပါတယ်။ဟုတ်ပြီနော်။ဒါကောင်းတဲ့လက္ခဏာပါ။ဒီနေရာမှာသာစကမစစ်ကောင်မရှင်စစ်တပ်သားဖြစ်ကြည့်လိုက်။အဲ့ဒီဝင်းထဲမှာရှိတဲ့မိသားစုနှစ်ယောက်တော့သေပြီးလောက်ပြီ။ဟုတ်ပြီနော်။ မသေးရင်တောင်မှမပြစ်တတ်ရင်တောင်မှတေးကြတဲ့အဲ့ဒီမှာရှိတဲ့ပြည်သူတယောက်မကြံကားပေါ်ရောက်နေတော့ပြီအချုပ်ချိုင်ချမယ်ဒါမှမဟုတ်ပတ်စံနဲ့လောက်ရွေးခိုင်းရွေးခိုင်းမယ်ပေါ့နော်ခေဒါဆိုရင်ရှင်းကြည့်လိုက်ကျွန်တော်တို့တော်လိုင်းရေးရဲပေါ်ညီကိုမောင်နှမတွေရဲ့ PDF တွေရဲ့ပြည်သူပေါ်ဆက်ဆံပုံနဲ့စကမစစ်ကော်မရှင်တရဲ့ဆက်ဆံပုံဘာတွေကွာခြားတယ်လဲခိုင်းတော့စစ်ကော်မရှင် စစ်တပ်မှာအောက်မှာနေတဲ့ပြည်သူဟာစစ်တပ်ကိုဇကလုံးတစ်လုံးတော့ပြန်မပြောရဲဘူးဆက်ဖက်နဲ့အောက်မှာပြားနေအောင်ဝတ်နေရတယ် တချို့ပြည်သူကလည်းအဲ့လိုစစ်ဖက်နှောက်မှာပြားနေအောင်ဝတ်တဲ့ဘဝနဲ့ပဲတန်းတယ်နော်အဲ့တော့ပြည်သူတွေနေနဲ့ဆင်ကျင်မှာကျွန်တော်တို့ဒေါ်လာရေးပေါ်ညီကောင်မတို့တွေမှားရွံ့နေလေဝေဖန်မှာအကြံပြုပါထောက်ပြပါနော်ဝေဖန်လို့ရပါတယ်အကြံပြုလို့ရပါတယ်မိမိရဲ့မှန်ကန်ကြောင်းစီးနဲ့ကန့်နဲ့လာရောက်ပြောဆိုတင်ပြလို့ရပါတယ်ကြောက်ရရမလိုပါဘူးနော်ကျွန်တော်ဒါကိုပြောကြားရင်းနဲ့ဒီဒေါ်လာရေးမှာဘာမဟုတ်တဲ့အကြောင်းအရာလေးအတွက်နဲ့ကျွန်တော်တို့ရဲ့ဒေါ်လာရေး ပီဒီအက်ညီကိုမောင်နှမတွေအပေါ်အထင်မြင်လွဲမှားတာတွေကိုဆင်ခြင်ကြဖို့အဲသူတို့တောင်းရှိသူရှိတွေကလည်းပြည်သူပေါ်ကိုစကလုံးတင်းမာစွာနဲ့ပေါ့နော်ပြုမှုဆက်ဆံတဲ့ရဲဘော်ရဲမေတွေကိုအရေးယူမယ်လို့ထုတ်ပြန်လာပါတယ်အဲ့တော့လူကြီးတွေကိုလည်းကျွန်တော်ကအကြံပေးချင်ပါတယ်ကျွန်တော်တို့ရဲ့ပီဒီအက်ညီငယ်ညီမငယ်တွေဟာမှန်ပါတယ်လူငယ်တွေဖြစ်တဲ့အလျောက်ဒေါသကြောင့်စကလုံးတင်းမှာစွာပြည်သူပေါ်ဆက်ဆံမိတာကတော့မှန်ပါတယ်ဒါပေမဲ့လို့ကြီးမားတဲ့ပြစ်ဒဏ်ပေးရတဲ့အထိတော့ကျွန်တော်တို့ညီငယ်ညီမငယ်တွေမမပါဘူး နော်ဒေါ်လာကြီးလုံနေတဲ့ညီငယ်ညီမတွေကိုစိတ်ထက်ကြက်သွားစီမဲ့ပြစ်တံမျိုးမပေးဖို့လည်းအကြံပေးချင်ပါတယ်ပေးမယ်လို့လည်းကျွန်တော်တို့မထင်ပါဘူးအပြည်သူတွေဘက်ကလည်းကျွန်တော်တို့ဒေါ်လာကြီးကိုတစ်ဖက်တစ်လမ်းကနေကူညီပါဝင်တဲ့နေရာမှာထုတ်ပြန်လာတဲ့စီကန်းတွေကိုလေးလေးဆဆနဲ့လိုက်နာချဖို့ပါဝင်ချဖို့ပူပေါင်းချဖို့ကျွန်တော်ကဒီနေရာနေပြီးတော့ထပ်ပြီးတော့ဝေဖန်ကြံပြူရင်းနဲ့အားလုံးပဲဘေးကင်းကြမှာချမ်းသာကြပါစေခင်ဗျာဘေးမဲအဲ့လောက်ကြီးအနာအဲ့လောက်မရှိဘူးနဲ့အဲ့လိုမျိုးပြန်ပြောလို့မရဘူးเนาะ တော့ပေါ့လဲဒီတမန်နေမဆိုအဲ့ဒါနောက်ထပ်တတိယအဆင့်ကိုနှိမ့်ချမယ်ဆိုအကြီးကျယ်ထောက်ခံနေတဲ့ခုနော်ဘူးလက်လာဆွေဟုတ်ပြီနော်ဇော်ဖိုးဟင်းကျော်ဆိုးဦးနော်အကုန်လုံးနော်ခုဘောမာတွေလည်း၈ရောက်ရှိပြီကွာသူတို့ကိုဖမ်းဆီးတယ်ဟုတ်ပြီနော်လက်ညှိုးထုတ်ပြီးရန်တွေ့လို့မရအောင်ငါစစ်တပ်အမားကထောက်ခံတာပါနော်ငါစစ်သားတွေကိုကြီးကားတွေလည်းပေးပါသေးတယ်မဆားနဲ့ရိတ်ခါတွေလည်းတော်တော်ပြီးရှေးတန်းလည်းငါသွားသေးတယ်တရင်တွေလည်းပေးသေးတယ်ဒီလိုမျိုးအဆင့်တွေတောင်မှစစ်ခွေးတွေကိုသွားပြီးတော့ခံပြောလို့မရဘူးရေဘူးပေါက်တာမလို့ချင်းရေပါပဲလို့ချင်းတယ်အဲ့နေရာမှာတော့မင်းအောင်လိုင်းစစ်သားတွေကိုတော့လက်ဖြားက၄သားလောက်ပါတယ်ပေါ့နော် လောက်ရတဲ့ပြတ်သားတယ်ခုဒီမျိုးစောက်ပုံမလာဘူးလားဟုတ်ပြီအဲအာပဂျီနဲ့ပြတ်ထဲလိုက်နော်စောက်ပုံမလာဘူးလားဟုတ်ပြီ14နဲ့ပြတ်ထဲလိုက်နောက်ဆုံးအစင်တောက်လောက်ရှုပ်တယ်မီလောင်တိုက်သွင်းကနော်အင်ဒီကာနဲ့စော်ထဲလိုက်မလားနော်ဒါမှမဟုတ်ရင်လည်းလက်နက်ငယ်နဲ့နော်စော်ထဲလိုက်တော့အပြည့်ရှင်းလိုက်တော့နော်စစ်ခွေးတွေကအဲ့လိုမျိုးအဲ့ရွာဟိုရွာပဲဖြစ်ဖြစ်အဲ့ရက်ွက်ပဲဖြစ်ဖြစ်ထားလိုက်တော့ရွာပဲထားလိုက်တော့အဲ့တော့အဲ့ရွာကနေပြီးမှပြောမယ်ဆိုလို့ရှင်တဦးတယောက်ကအဲ့လိုလောက်တယ်ဆိုတော့အဲ့တရွာလုံးမီးရှို့ပြတယ်မင်းအောင်လိုက်စတာတွေကအဲ့လိုမျိုးစော်တာအမမီးရှို့ဆိုအာတစ်ခါလေးဆိုဘွားတော်ကြီးတယောက်ထဲတလို့ ဟိုဂျိုင်းတောက်ကြီးနဲ့ပေါ့နော်ဟိုတောင်မွေးကြီးနဲ့ပေါ့နော်တောင်မွေးအဲတောင်မွေးကြီးနဲ့ဒီခါကုန်းကုန်းခါကိုင်းကိုင်းကြီးနဲ့ပေါ့နော်ကွာတော့ဒီတောက်တနာတရားပါကျန်တာအိမ်ကြီးပြောမယ်ဆိုရင်ဟိုတိုင်နေပဲကျန်တော့ဒီကမမီးလောင်ပေါ့နော်မဲအောင်လိုင်ကဟိုအကောင်လုံးမီးစိုထည့်လိုက်တယ်ပြောမယ်ဆိုရင်နော်စစ်ကွေးတွေအဲ့ခါကျတော့ဒီသူတို့ပြန်ပြောဖို့ပါတယ်အနေနဲ့လေဖြတ်နေရတယ်ပါရဲ့ဟိုလေဖြတ်နေလို့ပါကျမတို့စတားလင့်နဲ့ဒီအင်တာနက်သုံးအောင် နတ်ဆန်ရှိကြားကြီးရွာကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုပြည်သူတဦးထိခိုက်ဒဏ်ရာရမြိုင်မျိုးနယ်ရှိတပြေညိုမော်ကိုလည်းစစ်တပ်ကစစ်တပ်လေထိဖြင့်ဘုံကျဲတိုက်ခိုက်ရှမ်းပြည်နယ်နတ်ဆန်မျိုးနယ်ကြားကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ထုတ်ပြန်ထားသည်။ယနေ့အောက်တိုဘာလ13ရက်နေ့မွန်လွဲ2နာရီ55မိနစ်ခန့်တွင်နတ်ဆန်မျိုးနယ်ကြားကြီးရွာကိုအကျန်းဖက်စစ်တပ်ကချက်ဖိုက်တာဖြင့် ပေါင်၂၅ဆဲ့ဘုံ၆လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းအကြံဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်အသက်၁၉နှစ်အရွယ်မောင်အစောဘုံစတိမန်တန်ရရရှိခဲ့ပြီးစာတင်ကျောင်းဆောင်၂ဆောင်နှင့်နေအိမ်၆လုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရသည် အလားတူအော်တိုဘာလ၄ရက်နေ့တွင်လည်းနတ်ဆန်မြို့နယ်ဇေတုံဟုံးကြီးရွာရှိစာတင်ကျောင်းဤကိုအကျန်းဖတ်စစ်တပ်ကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်၂ဦးသေဆုံးခဲ့ပြီးကလေးငယ်၆ဦးအပါအဝင်ပြည်သူလူထု၉ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်၁၆လုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရသည်။ ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စစ်ရေးတပ်ဤအမည်ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းများလိုက်နာဆောင်ရွက်ရန်နှင့်တအောင်းပြည်တွင်သာမကတိုင်းရင်းသားလက်နက်ကိုင်များပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့မှတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင်လူဖြစ်တော်၎င်းလက်နက်ကြီးဖြစ်တော်၎င်းဒရုန်းဖြစ်တော်၎င်းလေကြောင်းဖြစ်တော်၎င်းအပြစ်မဲ့ပြည်သူလူထုများအပေါ်စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှာဒီကြောင့် TNAA ကပြောဆိုထားသည် ထို့ပြင်မကွေးတိုင်းမြိုင်မြို့နယ်တပြေညိုမော်ကိုလည်းအကြမ်းဖက်စစ်တပ်ကဆက်တက်လေထိဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ဘာညာတွေလှုပ်တာနဲ့အကုန်မီးလောင်လိုက်တွင်ပြတ်တာ။လောက်ရတဲ့ပြတ်သားတယ်။သူတို့မီးရှို့တာလည်းရွာပေါင်းပေါင်း၆၀၀ရှိနေနော်။ဟိုနဲတာမဟုတ်ပြည်သူလည်းအိုးမဲအိမ်မဲတွေဖြစ်နေပြီနော်။ဒါမျိုးတွေဒါကြော်မျိုးမဲဆိုရင်နောက်တစ်ခုပြောသေးတယ်ဘာပြောလဲဆိုလို့ကျဟိုတနေ့ကတော့ဒါမော်ဘီကိစ္စမှာပေါ့နော်ဒီထွေအုပ်ဆိုတဲ့ကောင်အုပ်ကြီးပေါ့နော်။အုပ်ကြီးကပြည်သူတွေကိုခွေးနဲ့နှိုင်းတာ။အခွေးနဲ့နှိုင်းတဲ့ကိစ္စမှာကြော်မျိုးမဲကဘာပြောလဲဆိုတော့ဟိုကတဲ့ ဲ့လိုမျိုးဗီဒီယိုရိုက်တဲ့သူတွေကိုဖမ်းရမှာတဲ့နော်နော်ဗီဒီယိုရိုက်တဲ့လူဖမ်းရမှာတဲ့ကြော်မျိုးမင်းပေါ်မှာတော့မြောက်ပြရတော့ပေါ့လေအေးငါတို့လည်းခုသူတို့လိုလှုပ်ချေဆိုရင်နော်ဟိုခုလိုမျိုးဗီဒီယိုရိုက်တဲ့ဟာတွေကိုဖမ်းရမှာပါးတွေဖြတ်ရရမှာနော်ပြောလို့ပြောမဟုတ်တချို့တော်လန်ရေးဘက်ကလူတွေကတော့ဒါတွေကသိနေရပဲနော်ရှင်းရှင်းလေးပဲဖြူလာမဲလာပါလာညာလာနော်သိတယ်မသိတာက ဘောမားတွေကတော့ထားပါတော့သိပါတယ်ဒီစစ်တိုင်းဝိုင်းစစ်ခွေးတိုင်းဝိုင်းသူတို့ကတော့ဒါမီလောင်လေးပဲမှာအကြိုက်ပဲလေသူတို့ကဒါမျိုးကွက်တေရှာနဲ့ထားလိုက်တော့သူတို့ဘက်ကမပြောလို့ဒီချားနေတွေပါဆိုတဲ့လူတွေကတချို့ကြဗီဒီယိုဖိုင်ကိုကြည့်လိုက်တယ်ကွာနော်ကြည့်လိုက်တဲ့ခါကျတော့သူတို့အစာပိုင်းလေးကြည့်ပြီးတော့ဒါ PDF တွေကိုအကောင်းမြန်သွားတာပေါ့တကယ်တော့လူဆိုတာပြဿနာတစ်ခုဖြစ်ပြီးဆိုလို့ရှင်ဇင်းမြက်ကိုလဲရတယ်ဒါပါလေဘယ်သူမှလည်းမအပေါ်ရန်ကြည့်နေလို့တော့ဒါလူတို့ကဒီအစာတစ်ခုကိုလေဟိုမစားသေးပဲနဲ့မျက်စိနဲ့ကြည့်ပြီးမြင်နေလို့ဟိုအရသာကိုသွားဆုံးဖြတ်လို့မရဘူး နော်ငရုတ်သီးတစ်ထောင်ကိုအပေါ်ရမျက်စိနဲ့ကြည့်ပြီးတော့ဒါဘလို့အရလာရှိလဲဆိုတော့သူကခံမှန်းလို့မရဘူးအဲ့ကြီးမှာအဆက်တဲဟာဆိုတော့အရိုက်သီးရမှာဆိုတော့ဒါကြောင့်မလို့သူကဒီအားနဲ့ချက်ကတချို့ပြည်သူတွေနိုင်ငံအရေးကိုစိတ်မှန်စားကိုစိတ်မှန်စားတဲ့ခါကျသူတို့ကတခုခုဆိုအစာဆုံးမကြည့်ဘူးမကြည့်တဲ့ခါကျမသိဘူးဇင်းမြက်ကိုမသိတဲ့တင်းသိချကြကြနန်းနန်းเนาะဂါဂနန်းနန်းအဲ့လိုမျိုးမသိဘူးပြန်နေမသိတဲ့ခါကျတော့သူတို့ထင်ရတယ်ပဲရှောက်ရည်အမှန်တကယ်ဆိုရင်ကြည့်လိုက်ဗီဒီယိုတစ်ခုကြည့်ပြီးသားလို့ဒီလူတစ်ယောက်ကပြောတာအိတ်မသိကြဘူးလားကိုတို့ကမလုံလောက်ဘူးလားเนาะဟိုမလုံလောက်ရင်နောက်ထပ် ပြောင်းစီအဲ့ဒီကနေသတင်းဌာနတွေအကောင်အောင်ရှိမှအတီးပြုလို့ရပဲအမှန်ကြောင့်ကိုကဒီလူတယောက်တည်းနဲ့သွားပြောင်းနေလို့ကိုကိုကိုစုံဖြတ်ချက်ချလို့မရဘူးဘာလို့လဲပြဿနာတကူကကိုပြဿနာကိုရွေ့အဲ့လိုမျိုးမဟုတ်ဘူးလေကိုရွေ့ဆိုရင်တော့ဖေးလေးလာတယ်မလို့ဘယ်သူမှလည်းမှန်းနေသိမှာပေါ့မဟုတ်ဘူးလားဆိုတော့ဟိုအဲ့ကြောင့်မလို့တချို့သောဟာတွေစစ်ခွေးတွေနဲ့ပဲထိုက်တန်တယ်ပေါ့နော်စစ်ခွေးတွေလာရင်ပြတ်သားတယ်လောက်ရတဲ့စစ်ခွေးတွေဆိုရင်သူတို့သိရလေစစ်ခွေးတွေကအဲ့လိုကြီးအမေးများနေလောက်မနေဘူးနော်လမ်းလက်ကောင်တွေဘာတွေကြည့်လိုက်လူတွေအများကြီးပေါ်တာဆိုအကြီးကျယ်လှိတ်ဆွဲအရင်အမဲဖြတ်နေတယ်လို့ပဲမင်းသွားပြီဘာမှပြန်မပြောနဲ့ စင်ကြမပေးနဲ့အခမ်းမပြောနဲ့ဒီလိုမျိုးပြည်သူကခံပြောဖို့နေနေကြတာစစ်တပ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီရေဘုတ်ပေါက်တာမလို့ရှင်ရေပါလို့မလားအထက်ကအခုရဲဘော်ဆိုတဲ့ကောင်တရက်နဲ့တရက်မဆိုတာနဲ့ကိုယ့်တားအပတ်စဉ်ကြီးတဲ့ကောင်စီနေရလို့ခေါ်တာပေါ့နော်ဟိုစစ်တုံးစကားဆိုရင်သူကအထက်ကအခုစီနေကြတဲ့ကောင်အကောင့်တော်မှာကပြန်ပြောပိုင်မှာမရှိဘူးဒီပြည်သူတွေစုံမထားနဲ့ဟုတ်ပြီနော်အဲနောက်ထပ်အစီနေရောရဲဘော်အားလုံးနဲ့တရက်နဲ့ဒုတက်ချက်နော်အပြင်နှစ်ရက်နဲ့တက်ချက်သုံးရက်နဲ့တက်ချက်ကြီးအဲ့ဒီနဲ့အရာကဘုတ်တစ်ပွင့်နှစ်ပွင့်သုံးပွင့်ဒုတက်ရမှုတရက်မှုအထက်ဟိုယူရမှုဟိုတမမှုအဲ့ဒီနဲ့စင်ခဲ့စင်ခဲ့ခုလိုမျိုးဇော်မဲလုံးလို့အတီးပေါ့နော် ဘာမှသူတို့ပြန်ခံပြောလို့မရဘူးဒီလိုမျိုးပြည်သူတွေခံမပြောနဲ့เนาะကျွန်တော်မကြည့်နဲ့ကျွန်တော်ကျွန်တော်ရှောက်မပြောဘူးတာရကတက်တယ်လေးနဲ့ပဲပြောချင်တာเนาะဟိုတစ်ခါတော့လည်းကြည့်ပါလားဒီစစ်ပုံမှုပုံမှုအဆင့်ကောင်တဲ့ဒီပြူစောတိကောင်တယောက်ပြူစောတိကောင်လည်းငါတို့တော့ဒါစစ်ထွက်ပါပဲเนาะအားလုံးသိမှာပါเนาะအဲ့လိုမျိုးဖြစ်တာလေသူတို့ချင်းချင်းတောင်းမတာနယ်လားငါလားကြားလားဟိုချင်းသေးလားဆိုပြီးမှတယောက်တောင်းတကုံးကြိုက်ကြတာဒီပြည်သူတွေဆိုရင်တစ်ခါတည်းပြတ်တာမှမယုံမရှိနဲ့เนาะအဲ့တော့ပြည်သူတွေလည်းသိပါတယ်ကွာเนาะဟိုဒီဗီဒီယိုဖိုင်မှာကြည့်တဲ့သူတိုင်းသိပါတယ်เนาะ မင်းအွန်လိုင်းလို့စစ်သားဆိုရင်ကဲမင်းတို့ဖုန်းမသုံးနဲ့ဆိုလည်းမသုံးပြီးပါမသွားနဲ့ဆိုလည်းမသွားဘူးเนาะအင်တာနက်တွေမသုံးတဲ့အကုန် VPN ခံမသုံးတဲ့ဟုတ်ပြီမင်းတို့မသုံးရဲဘူးမီးပြတ်လို့လည်းမင်းတို့သွား complaint တက်ပြီး line မတက်ပြောရဲလားမီးမလာဘူးမင်းအွန်လိုင်းမရဘူးလို့ငါတို့လို့တက်ပြောရဲလားဟမ်မပြောရဲဘူးဟုတ်တယ်မဟုတ်လားเนาะဆိုတော့ဒီပြည်သူတွေဒါကြောင့်မလို့တချို့သောပြည်သူတွေလည်းဟိုတိတ်ခယူးဆိုင်နေဖို့မလိုဘူးကျွန်တော်တို့ online နိုင်ဖို့ဒါ Israel လို့လောက်မှာအဓိကနိုင်ဖို့ပဲစစ်ကိုစစ်နဲ့ယူရမှာပဲเนาะဒါကြောင့်မလို့ဒီရဲဘော်တွေမှာလည်းအပြစ်မရှိဘူးလူဆိုဘယ်သူအနေနဲ့အဲ့လိုမျိုးခံပြီးတော့တာဝန်ရလောက်ပိုင်းမှာအခု တမန်အဖြစ်ပဲနိုင်ငံသားတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးခုခံပြန်ပြောလဲဆိုဘယ်ရမှာကိုရီးယားတာဝန်အရထန်ဆောင်တာပဲလေမဟုတ်ဘူးလားအခုတော့ရှိတာပေါ့အာ PD update အနေနဲ့စကားပြောဆိုမှုတွေတော့ကိုကတသက်လုံးဟိုပန်းနဲ့ပို့တော့လိုတာပေါ့နော်ဒီတိုင်းကိုဘက်ကမဖောင်းတာအကောင်ဆုံးမှမားတာကို AC တီတီညာနေရှင်းရမယ်ရှင်းမြန်အထက်ကိုပြန်ပြီးနောက်တစ်ဆင့်ဒီလိုမျိုးသွားတဲ့နေဟို PD update ဆိုတာလဲဒါလူငယ်တွေဆိုတဲ့ခါကျတော့စိတ်တော့ ွာမှာပဲလေ online ကျန်မျိုးကြီးလည်းရှိမှာပဲအဲ့နေရာမှာမှားတယ်ပြောတာမဟုတ်ဘူးလူငယ်ဆိုတာပဲလူငယ်နေမျိုးနည်းနည်းရင့်ကျန်နေတဲ့သူတောင်းနေတော့မတူဘူးပေါ့နော်ဒါတွေတော့နည်းနည်းစကားပြောလေးပါလေးတွေစင်ကျင်မှုလောက်ဆောင်မှုလေးတော့လိုတယ်လို့ပြောချင်တယ်ပေါ့နော်ဆိုတော့ဟိုအဲ့လိုမျိုးအရင်လေဒီကောင်ကျောင်းနေလည်းပြောမယ်သူတိုက်အိမ်နဲ့မဟုတ်ဘူးကွာရှင်းရှင်းလေးပဲစဉ်းစားကြည့်သူတိုက်အိမ်နဲ့အဲ့လိုလောက်တယ်ဆိုတော့ပြီးတဲ့တည်းအမကအကုန်လုံးလေနော်ကျန်တဲ့အိမ်နဲ့နာခံတယ်သူကတိုက်အိမ်နဲ့ကောင်းထောင်နေပါဘောလေနော်တလန်လားတရှိုးလားနော်ဟိုဘောမလားစဉ်းစားတာကြည့်ကက်ကက်လန်နော်မင်းအောင်လိုက်စဉ်းစားဆိုအဲ့အိမ်သွားပြီ